ဘောဒါနရှင်တို့ဤညီညီညွတ်ဘူပေါင်းတည်ဆောက်မှုဖြင့်ခြေဟောင်းသမိုင်းဝယ်ဘုရားဤကြည်တော်ဧစီတော်မြတ်ကြီးတည်ဆောက်ပြည့်စည်၍ရွှေချီတော်စိန်ဘူးတော်ငမြနာတော်တို့ကိုတင်တူပူတော်ခြင်းဘုဒ္ဓဘိသိကအနေကသာတင်မင်္ဂလာပြုလို့ရှင်းစားတော်မင်္ဂလာရှိသောအခါကာလ၌ဘုရားအောင် အမြတ်ဆုံးယရဏတရားအမြတ်ဆုံးယရဏတန်ခါအမြတ်ဆုံးယရဏဥစွာသောအမြတ်ဆုံးယရဏသုံးပါးတို့အတုကိုယောကျိုးရှိကုန်မှုသောဘုမျိုးမှချုပ်ကြောကြရသောကောင်းမှုကုသကံစရဏတို့ကြောင့်အနိဋ္ဌဘေဒံယမခတိဘဝတိုင်းကိလို့ငြိမ်းချကုန်သည်ဖြစ်၍သောတေတိဒါဒါနဇာကိပါရမီကုသမညဉ္ဇမေဝိဘဝဒုရုနဲ့မဖို့နိဗ္ဗာန်ကို ရလွဲရောင်တွင်တန်ကြပြီဖြစ်ကြပါစေကုန်တည်းဘာလို့ဘာလို့ဘာလို့